ဒါဒီဆိုတော့ဘုရားကြီးရဲ့စကားတော်ကိုယူပြောရမယ်ဆိုရင်တော့အဝိဇ္ဇကြနိုင်တဲ့ကံအနန္တရှိတယ်။ပြိတံဖြစ်နိုင်တော့တိရိစ္ဆာန်ဖြစ်နိုင်တော့ကံအနန္တရှိတယ်။အဲ့ဒီကံတွေကလက်လက်ဆက်ဆက်ပဲအပင်ပေါက်ဖို့အရန်သင်ဖြစ်နေတဲ့မျိုးစေ့တွေလို့ပဲသူတို့ကိုလုံးဝမချေဖြစ်ရသေးဘူး။အဲ့ဒါအကေရီမြန်သက္ကာယဒိဋ္ဌိကိုဖယ်နိုင်မယ်ဆိုရင်အတိတ်တန်တရားတစ်လျှောက်လုံးကပြုခဲ့တဲ့အပေချနိုင်တဲ့အကုသို့ကံတို့သည်အကုန်လုံးအဟောတိကံဖြစ်မယ်။ ဟုတ်ရဲ့လားခုတက္ကသမားတို့ဥစ္စေလိုအတိတ်ကံအနန္တအကုသိုလ်ကံတွေကို မချေဖြစ်ရသေးဘူးမချေအတိတ်ကံတွေကိုမချေဖြစ်ရသေးတာလည်းလားဆိုတော့မဟုတ်ဘူးအနာဂတ်မှာ အပေကိုကြစေနိုင်တဲ့အကုသိုလ်ကံအနန္တကိုလည်းပြုလက်တန့်ရှိသေးတယ်အတိတ်ကမျိုးစည်းတွေအများကြီးကိုတင်ပိုက်ထားတဲ့အပြင်နောက်ထပ်မျိုးစည်းတွေထပ်ထပ်ပြီးတော့ရအောင်စုနေသေးတယ်အကယ်၍တက္ကရာတိတိကိုသာဖယ်နိုင်မယ်ဆိုရင်တော့ အပေချနိုင်တဲ့အတိတ်ကံတွေကိုလည်းပဲခြေဖြတ်ပြီးသားဖြစ်မယ်။နောက်မှလည်းပဲအပေချနိုင်တဲ့အကုသိုလ်ကံမှန်တယ်မြတ်တခါတည်းကျူးလွန်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။